မရိကန်တမတဒေါ်နေထရန့်ဟာတရုတ်ကုံစီတွေအပေါ်တရားရခိုင်နှုန်းအခွန်စည်းကြမည်ဆိုတဲ့ချင်းချောက်မှုအတိုင်းအကောင့်ထေဖော်လာခဲ့ရင်တရုတ်နိုင်ငံဘက်ကတံပြန်အရေးယူသွားမည်လို့ပြောဆိုလိုက်ပါရယ်။အမေရိကန်အနေနဲ့တဖက်သက်ဆက်လက်လှုပ်ဆောင်နေမည်ဆိုရင်တရုတ်နိုင်ငံအနေနဲ့သူ့ရဲ့တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားတွေကိုကာကွယ်ဆောင်ရှောက်ဖို့ပြပြတတ်တာဆောင်ရွက်သွားမှာပါလို့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါရယ်။ လွန်ခဲ့တဲ့အပတ်ကစမတ်ဖုန်း၊ဆိုလာပြားနဲ့လက်စစ်ကားစားတဲ့နည်းပညာမြင့်ပစ္စည်းတွေထုတ်လုပ်ရမှာအရေးပါတဲ့အမြင်ရှားသတ္တုအပါအဝင်တခြားပုဂ္ဂိုလ်တွေအထိတင်ကြပ်ဖို့ရှိတယ်လို့ပေကျင်းအစိုးရအနေနဲ့ကြေညာခဲ့မှုအပေါ်ထရန့်ကကုန်စည်ခွန်တရားရခိုင်နှုန်းတိုးမြင့်ကောက်ခံမယ်လို့တတိပေးခဲ့ပြီးတရုတ်ဘက်ကအရန်ရန်လိုလာခဲ့တယ်လို့ကဘာကြီးကိုလည်းချုပ်ကင်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးပြောဆိုခဲ့ပါတယ် ကမ္ဘာပေါ်ကအမြင့်ရှားတတု90ရာခိုင်နှုန်းလောက်ကိုတရုတ်ပြည်မှသာတန့်စင်ပြီးထုတ်လုပ်နေတာဖြစ်တဲ့အလျောက်စိုးရိမ်နေကြတဲ့အပေါ်ထရန့်ကတရုတ်နဲ့ကိစ္စအတွက်စိတ်မပူပါနဲ့အားလုံးအဆင်ပြေသွားပါလိမ့်မယ်လို့ဆိုရှယ်မီဒီယာပေါ်မှာရေးသားခဲ့ပေမဲ့လည်းတစ်ဖက်မှာတော့ကုန်တွေရေးစစ်ပွဲပြန်ဖြစ်နိုင်ခြင်းမြင့်မားလာတာကိုတွေ့ရပါတယ်။တရုတ်ကုန်တွေရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့အခွန်စစ်ပွဲဆိုင်ရာယက်တီချက်ဟာအမြင့်တတမတ်တွေရှိခဲ့ပါတယ်။ကျွန်တော်တို့ဒါကိုမလို့လားပါဘူး။ဒါပေမဲ့ဖြစ်လာရင်လည်းကြောက်နေမှာမဟုတ်ဘူးလို့မချက်ပြုခဲ့ပါတယ်။ အခုလူမျိုးနှနိုင်ငံကြားအပြန်လန်ပြောဆိုနေမှုဟာကုံတွေရဲ့ဆွေးနွေးပွဲအတစ်တွေကျင်းပတဲ့အခါကိုဘက်ကရက်တီချက်ကိုအသာစီးရအောင်လှုံ့ဆော်တာမျိုးဖြစ်တဲ့အကြောင်းလေးလာသူတွေအနေနဲ့ပြောဆိုနေကြပါတယ်